ကုပြောင်းရာနှစ်တစ်အခါသမယဓမ္မနှစ်တစ်ခုအချိန်အခါမှာဓမ္မမိုက်ဆွေရင်ပေါင်းသူတော်ပေါင်းတို့ဓမ္မမက်ဒီဆင်ရှာနေမှာကြိုဆိုပါမယ်ဘုရားမြတ်စွာရဲ့တပည့်တော်ကတာဝိကများဖြစ်ကြတဲ့အာလုံးတော်သူတော်ဆိုရင်ပေါင်းတို့နဲ့ကွာပြည်တော်စုမြန်မာနိုင်ငံတော်နိုင်ငံတော်သူနိုင်ငံသားအပေါင်းတို့ ကိုယ်စိတ်နှပြကျမ်းမှချမ်းသာပြီးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေလို့ရှေးဥစွာမေတ္တာရေသွန်လောင်းတဲ့ဆုမွန်ကောင်းကိုတောင်းဆိုအပ်ပါမေတ္တာနဲ့ကူးတဲ့နှစ်သက်ကူးအခါသမယအကျိုးစီးပွားကိုလိုလားတဲ့စိတ်ဓာတ်မေတ္တာစိတ်ဓာတ်ပဲဖြစ်တယ်အဲ့ဒီမေတ္တာစိတ်ဓာတ် သရဝရအလုံးပေါ်မှာပုဂ္ဂိုလ်မရွေးလူမျိုးမရွေးဘာသာမရွေးပေါ်မှာအကျိုးစီးပွားကိုလူလာတဲ့မေတ္တာစိတ်ဓာတ်ထားနိုင်အောင်ကြိုးစားပြီးနိုင်ကြသွားတဲ့ပုဂ္ဂိုလ်တွေခက်ခဲကြုံနေတဲ့ပုဂ္ဂိုလ်တွေနိုင်ကြမှုခက်ခဲကြုံမှုမှလွတ်မြောက်ကြပါစေဆိုတဲ့ကရုဏာတရား အောင်မြင်ကြီးပွားသွားတဲ့ပုဂ္ဂိုလ်တွေအတွက် appreciate လို့ခေါ်တယ်ဝမ်းသာနိုင်တယ်အတိမတ်ပြုနိုင် appreciative joy ပျော်ရွှင်နိုင်တယ်ပေါ့မုဒိတာတရားပွားများလို့ကမ္ဘာလောကကြီးတစ်ခုလုံးလူတွေအချင်းချင်းနားလည်ပြီး တကယ်စစ်မှန်တဲ့တိုးတက်မှုတွေတိုးတက်ကြမှာအစင်သာဝရတိုးတက်မှုမျိုးဆိုတာဖြစ်ပါလေလောကမှာယောဂဝတ္ထုပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ယုံနဲ့ပြည့်စုံတဲ့တိုးတက်မှုလို့မဆိုနိုင်ဘူးယောဂဝတ္ထုပိုင်းဆိုင်ရာတိုးတက်မှုတွေဟာ အထောက်ကူပြုတယ်ဘဝမှာရှင်သန်ရည်တည်ဖို့အတွက်အထောက်ကူပြုတယ်တိုးတက်မှုများသာဖြစ်ပြီးအ धिक တိုးတက်မှုမျိုးမဟုတ်ဘူးစိတ်ပိုင်းဆိုင်ရာတိုးတက်မှုကသာလဲအ धिक တိုးတက်မှုမျိုးဖြစ်လာတယ်အလုံးပျော်ရွှင်မကောင်းတဲ့အခါသမယကိုဖန်တီးနိုင်တယ်ဆိုတာစိတ်ပိုင်းဆိုင်ရာနဲ့ဆက်သွယ်ပြီးတော့နေတယ် ရပိုင်းဆိုင်ရာရဲ့အထောက်ကူမပါဘူးတော့မဟုတ်ဘူးရပိုင်းဆိုင်ရာအထောက်ကူပေါ်မှာမူတည်ပြီးတော့စိတ်ပိုင်းဆိုင်ရာပြည့်စုံမှုကြောင့်ကြောချင်းဝမ်းမြောက်မှုဆိုတာတွေရရှိလာနိုင်တော့လောကလူတွေဟာရပိုင်းဆိုင်ရာတိုးတက်မှုမဆုံးနိုင်တဲ့ရှင်ပြိုင်မှုကြီးတွေနဲ့တွားနေကြမဲ့အစား မိမိတို့ဘဝယက်တည်နိုင်မှုအတွက်ဘဝရဲ့လိုအပ်ချက်လေးတွေပြည့်စုံပြီးတဲ့အခါမှာစိတ်ပိုင်းဆိုင်ရာတိုးတက်မှုအာယုံဆိုင်ကြမယ်ဆိုလို့ရှိရင်တော့ဘယ်နေရာမှာပဲဖြစ်ဖြစ်ပฏิကပฏิပက္ခဖြစ်မှုတွေရှောင်ရှားလို့ညီညွတ်သွေးစီးပြီးဘဝခရင်မှာအတူတကွာရှောင်လန်းလို့တက်တောင်တက်တာ ဘဝချမ်းသာမျိုးရရှိခံစားနိုင်ကြမှာမြတ်ဗုဒ္ဓရဲ့အဆုံးအမဟာမိုင်းစင်တာတိချင်းလို့ဆိုတဲ့အတိုင်းလူတွေရဲ့စိတ်ကိုဗဟုပြုပြီးတော့ဆုံးမလာဖြစ်လို့စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုဟာအမှန်ကြီးမားတဲ့တိုးတက်မှုဖြစ်တယ်။မြတ်စွာဘုရားကပုံဝင်လင်းလင်းဟောထားတယ်။အေးစီးစိမ်ဥစ္စာတွေတိုးတက်မှုဒါတွေလည်းတိုးတက်မှုတွေပဲ။ ဆွေမျိုးအပေါင်းအသင်းတွေတိုးတက်မှုအချမ်းရံအကျော်စောကျိုးတွေတိုးတက်မှုအဲ့ဒီတိုးတက်မှုတွေဟာလဲတိုးတက်မှုတွေပဲဒါပေမဲ့မပြောပါလောက်တဲ့တိုးတက်မှုတွေသာဖြစ်ပါတယ်တကယ်တိုးတက်ဖို့အရေးကြီးတဲ့တိုးတက်မှုဆိုတာကြတော့ပါလဲလို့ဆိုရင်အသိပညာတိုးတက်မှုဟာအရေးကြီးဆုံးတိုးတက်မှုဖြစ်တယ်လို့ အင်္ဂုတ္တရနိကေမှာမြတ်စွာဘုရားလွန်ခဲ့တဲ့နှစ်ပေါင်း2600ကနေပြီးတော့ဟောကြားဆုံးမခဲ့တဲ့တရားတော်တွေဟာဒီနေ့ထိခေတ်မီနေတော့မယ်သို့တော်လည်းမြတ်စွာဘုရားရဲ့အဆုံးအမတိုင်းနိုင်တာကျင့်သုံးမှုတွေဟာအားနည်းနေသည့်အတွက်ကြောင့်ရုပ်ပိုင်းဆိုင်ရာတွေ့တဲ့မှုတွေကိုပဲအလေးပေးဆောင်ရွက်နေကြတာများနေတယ်ပေါ့နောက်တစ်ပတ်မြတ်စွာဘုရားက ရှင်လင်းဆုံးမတဲ့အခါမှာစီးပွားဥစ္စာဆုပ်ယူသွားတာတွေလည်းရှိတယ်တဲ့ဆွေမျိုးညာတိတွေဆုပ်ယူသွားတာရှိတယ်အချမ်းရံတွေဆုပ်ယူသွားတာရှိတယ်အဲ့ဒီဆုပ်ယူမှုတွေကမပြောပါတော့ပါဘူးတဲ့ဆုပ်ယူမှုကတော့ဆုပ်ယူမှုပဲဒါပေမဲ့တိတ်ပြီးတော့ကြီးမားတဲ့ဆုပ်ယူမှုလို့မဆိုနိုင်ပါဘူးတဲ့တကယ်ကြီးမားတဲ့ဆုပ်ယူမှုကတော့ ုတဏ္ဍမှာရှိတဲ့အသိပညာရက်တွေဆုံးမြုပ်သွားတာဒါတကယ်ကြီးမားတဲ့ဆုံးယုံမှုအစိုးဝါဆုံးဆုံးယုံမှုဒီလိုဒေသနာတော်တွေဟာအလုံးကိုနှစ်ပေါင်း2600ကျော်ကတွင်တင်ဆုံးမမှု ပေးခဲ့တဲ့ဟာတွေဘုန်းကြီးတို့တွေရဲ့ရင်ထဲနှလုံးထဲမှာမှတ်သားထားပြီးတော့အရေးကြီးတဲ့တိုးတက်မှုတွေတိုးတက်တွေတိုးတက်အောင်လုပ်ရမယ် အရေးကြီးတဲ့တိုးတက်မှုကိုတိုးတက်စေတယ်လို့အရေးမကြီးတာတွေလည်းတွဲဖက်ပြီးတော့တိုးတက်မှု ဖြစ်အောင်လုပ်ရဆိုလိုတာကစီပါဥစ္စာ တိုးတက်အောင် မလုပ်ရဘူးလို့ပြောတာမဟုတ်ဘူးဆွေမျိုးညာတကာအပေါင်းအသင်းတွေတိုးတက်အောင်မလုပ်ရဘူးလို့ပြောတာမဟုတ်ဘူးအဲ့ဒီတိုးတက်မှုတွေအရေးကြီးတာပညာတိုးတက်မှုလို့ဒီလိုဆိုလိုတာပေါ့နော်ဒါကြောင့်မို့အရေးကြီးတာနဲ့မကြီးတာခွဲခြားသိပြီး အရေးကြီးတာကိုဥစားပေးဖို့ကျန်တာတွေဟာတွဲဖက်ပါလာဖို့ဆိုတော့တွတ်တက်မှုမှန်သမျှအကောင်းတွေကြီးပဲသို့တော့အရေးကြီးဆုံးကတော့အရေးကြီးဆုံးအရာတစ်ခုကိုအဆုတ်ယုတ်ခံပြီးတော့ကျန်တာတွေတွတ်တက်အောင်အရေးမကြီးတဲ့တွတ်တက်မှုတွေတွတ်တက်အောင်မလုပ်တဲ့မှုလို့ဒီလိုနားလဲတယ်ပေါ့နားလဲရမှာဖြစ်တယ်အရေးကြီးတဲ့တွတ်တက်မှုက တုတ်တက်အောင်ကြိုးစားရမယ်အချက်ပဲဖြစ်တယ်။မြတ်စွာဘုရားကပညာကိုဥတည်ပြီးတော့ဒီတုတ်တန်မှာဆုံးမဩဝါဒပေးတာ။တခြားတုတ်တန်တွေမှာဆုံးမဩဝါဒပေးထားတာလည်းရှိသေးတယ်။လူတွေရဲ့လူအရေးချင်း human dignity လူတွေရဲ့ဂုဏ်သိက္ခာလူဖြစ်လာလို့ရှိရင် ရှိရမယ့်အရေးချင်းတွေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားတုတ်တက်မှုနဲ့ဆုံးယုံမှုဒီနှစ်ခုကို နိုင်ရှင်ပြီးတော့ခေါ်ထတာလေဒီကနေ့2389နှစ်ညမနှစ်တဲ့အခါသမယမှာမှတ်သားနာယူပြီးတော့2389ခုနှစ်တဲ့အခါသမယရောက်တဲ့အချိန်ကစပြီးတော့ရပွန်365ရက်ဒီအတွင်းမှာဒုတိယ အရေးတကြီးတိုးတက်နေအောင်လုပ်ရမယ့်အချက်တွေကဘာတွေလဲဆိုတာဒီမျက်ခြေအပြတ်မခံမနဲ့တိုးတက်အောင်လို့အချက်တွေကိုမြတ်စွာဘုရားကရှင်းလင်းဟောကြားထားတဲ့သုတ်တန်တစ်ခုအထုံးထုတ်ပြီးတော့နှစ်တကူလက်ဆောင်အနေနဲ့မှတ်သားသွားကြဖို့ကတော့ဘာလဲလို့ဆိုမြတ်စွာဘုရားကဆောရုပ်တယ်တိုးတက်တယ်ဆိုတဲ့နေရာမှာ စံတခုတတ်မှတ်ပေးတာအခြေခံအပြင်ပြောမယ်ဆိုရင်ဆုံးယုတ်တယ်ဆိုတာအပြစ်ကင်းပြီးကောင်းကျိုးချမ်းသာကိုပေးနိုင်တဲ့ကောင်းတဲ့လုပ်ငန်းတွေဆုံးယုတ်သွားတာဟာတကယ်ဆုံးယုတ်ခြင်းပဲအဲ့ဒီတကယ်ဆုံးယုတ်ခြင်းမဖြစ်ရအောင်အပြစ်ကင်းပြီးကောင်းကျိုးချမ်းသာကိုဖြစ်ပွားစေနိုင်တဲ့အလုပ်တွေ ကိုယ်တဏ္ဏမှာတိုးတက်မှတကယ်တိုးတက်မှုဖြစ်တယ်လို့ဘာသာစကားနဲ့ဘာသာတရားနဲ့သက်ဆိုင်တဲ့စကားနဲ့ပြောမယ်ဆိုရင်ကုသိုလ်တရားတွေရဲ့ဆုပ်ယုပ်မှုဟာအဆိုးအဆုံးဆုပ်ယုပ်မှုကုသိုလ်တရားတွေရဲ့တိုးတက်မှုဟာချီးမွမ်းမွေအကောင်းဆုံးတိုးတက်မှုလို့ဒီလိုသတ်မှတ်တယ်အဲ့တော့တိုးတက်မှုနဲ့ဆုပ်ယုပ်မှုဒီနှစ်ခုစံချိန်ထိုးပြီးတော့ကြည့်မယ်ဆိုရင် ကုသိုလ်ဘက်ကဆုံးယုတ်သွားတာလားကုသိုလ်ဘက်ကတိုးတက်လာတာလားကုသိုလ်ဘက်ကဆုံးယုတ်သွားလို့ရှိရင်ဒီပြင်ဘာတွေပဲတိုးတက်တိုးတက်ဆုံးယုတ်တယ်လို့ပဲသတ်မှတ်ကုသိုလ်ဘက်ကတိုးတက်လာပြီဆိုရင်ဒီပြင်အရာတွေဘာတွေပဲဆုံးယုတ်သွားဆုံးယုတ်သွားတိုးတက်တယ်လို့ပဲသတ်မှတ်ရမယ်အနေထားတစ်ခုမျိုးမြတ်စွာဘုရားဟောတာဖြစ်တယ်အဲ့တော့ကုသိုလ်တရားတွေထဲမှာလည်းအရေးကြီးဆုံးဖြစ်တဲ့ ကိုယ်တဏ္ဍာမှာအပြစ်ကင်းပြီးတော့ကောင်းကျိုးချမ်းသာကိုဖော်ဆောင်ပေးနိုင်တဲ့တရား၆မျိုးကိုမြတ်စွာဘုရားဒီတုတ်တံမှာပေးထားပါရှင်။အဲ့ဒါဟာတရားလို့ခေါ်ခြင်းလဲခေါ်အယီချင်းလို့လဲခေါ်ခြင်းခေါ်လူတွေရဲ့အယီချင်းတွေအယီသွေးတွေ၆မျိုးတဲ့။ဘာလဲဆိုရင်တတ္တာသီလတုတ္တစာကပညာ ပฏิဘာနာလို့6မျိုးကုသိုလ်တရားတွေထဲမှာအလွန်အရေးပါတဲ့ဒီတရား6မျိုးကုသဏမှာဆွေယုတ်မသွားအောင်တိုးတက်လအောင်ကြိုးစားအထောက်အပံ့မယ်တရားတရားတွေဆွေယုတ်မသွားဘဲနဲ့တိုးတက်လအောင်ကြိုးစားအထောက်ဖို့လိုအပ်တယ်တရားဆိုတာဘာကိုပြောတာလဲလို့ဆိုရင်ဘုရားဘာသာဝင်တို့ရဲ့ယုံကြည်မှုဆိုတာဟာ မြတ်စွာဘုရားရဲ့အဆုံးအမကိုမြတ်စွာဘုရားရဲ့အဆုံးအမကိုလိုက်နာဖို့အတွက်မြတ်စွာဘုရားရဲ့အတိညာဉ်ကိုယုံကြည်မှုဟာအရေးပါတဲ့ယုံကြည်မှုပဲဖြစ်တယ်။ဘုရားကိုယုံတယ်ဆိုတာဒီကနေ့ခေတ်တခြားဘာသာတွေမှာပြောတာအနန္တတကူကိုယုံတယ်လို့သုံးညအနန္တတကူဖန်ဆင်းနိုင်တဲ့အစွမ်းတကူကဘာကြီးကိုဖန်ဆင်းနိုင်တဲ့အစွမ်းတကူအလုံးကိုဖြစ်ပေါ်စေနိုင်တဲ့အစွမ်းတကူ လူတွေကယုံကြည်ပြီးတော့ဖះဆိုတာကိုကိုးကွယ်နေကြတယ်ဘုရားဘာသာမှာအဲ့လိုယုံကြည်မှုမျိုးမရှိဘူးမြတ်စွာဘုရားကဖះရဲ့အတိညာဉ်ကိုယုံကြည်တယ်အတိညာဉ်ကိုယုံကြည်တဲ့တတ္ထာဟာ အရေးပါတယ်အစွမ်းတကိုယုံကြည်တာမဟုတ်ဘူးအတိညာဉ်ကိုယုံကြည်တယ်ဖះရဲ့အတိညာဉ်ကိုယုံကြည်သောအဖြစ်ဒီအတိညာဉ်ဖြင့်ရှင်းလင်းဟောကြားထားတဲ့တရားတွေကိုယုံကြည်လက်ခံဖို့ပါ ဆက်လက်ပြီးတော့ဖြစ်ပေါ်လာတကိုးကိုယုံကြည်တယ်ဆိုတဲ့လူတွေဟာတကိုးရှင်ရဲ့မဆာမှုကိုမျှော်လင့်နေတဲ့လူတွေသာဖြစ်တယ်ပေါ့အသိဉာဏ်ကိုယုံကြည်တဲ့ပုဂ္ဂိုလ်တွေဟာအသိဉာဏ်ရှင် ဆုံးမထားတဲ့စကားကိုလိုက်နာဖို့သာ ရှိတယ်ဘာမှမျှော်လင့်နေတာမျိုးမရှိဘူးအဲ့တော့မှန်ကန်တဲ့လမ်းကြောင်းပေါ်ကိုရောက်တယ်ပေါ့အသိဉာဏ်ကိုယုံကြည်တယ်ဆိုမှမှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်တယ်တကိုးကိုယုံကြည်လို့ရှိရင် ထိုတကောရှင်ရဲ့မမဟာကို မျောလင်းနေတတ်တယ်အခြေနေချင်းမတူဘူးဒီနကုကဒါကြောင့်မို့မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ဒေသနာတော်တွေထဲမှာတတ္တဟတိတထာဂတ္တဘောဓိတထာဆိုတာဘာခေါ်တာတုံးဆိုရင်မြတ်စွာဘုရားရဲ့အတိညာကိုယုံကြည်တာကိုတထာလို့ဒီလိုပြောတယ်အဲ့ဒါအရေးပါတဲ့ချက်တစ်ခုပဲ မြတ်စွာဘုရားရဲ့အစွမ်းတကူယုံကြည်တာမဟုတ်ပဲနဲ့အတိညာဉ်ကိုယုံကြည်တဲ့တရားတရားမိမိတို့တဏ္ဍာမှာအခိုင်အမာထားဖို့ဘုရားဟောတဲ့တရားတွေဟာလုံးဝမှန်ကန်နေအကုသိုလ်ဟာအပြစ်ရှိပြီးတော့ဆင်းရဲဒုက္ခအကျိုးပေးတယ်ကုသိုလ်ဆိုတာအပြစ်ကင်းပြီးတော့ကောင်းကျိုးချမ်းသာကိုဖြစ်စေနိုင်တယ်လို့တိတိကျကျခွဲခြားဟောထားတဲ့စကားဟာလုံးဝအလွယ်မှားမဖြစ်ဘူးငါတို့ဒီအကုသိုလ် ကိုယ်တဏ္ဍမှာဖြစ်စေမဲ့ဆိုရင် အပြစ်ရှိပြီးတော့ဆင်းရဲတဲ့အကျိုးတိုးရမှာပဲကုသိုလ်တရားတွေဖြစ်ပွားစေမဲ့ဆိုရင် အပြစ်ကင်းပြီးတော့ကောင်းကျိုးချမ်းသာတွေရမှာပဲလို့ဆိုတဲ့ယုံကြည်ချက်အခိုင်အမာယုံကြည်မှုအဲ့တော့မြတ်စွာဘုရားကရှောင်ရမှာနဲ့ဆောင်ရမှာဒီနှစ်ခု ခွဲခြားဟောထားသည့်အတွက်ကြောင့်ဘုရားရဲ့အသိဉာဏ်ကိုယုံကြည်သဖြင့်ဆောင်ရှောင်ရမှာတွေကိုရှောင်ပြီးတော့ဆောင်ရမှာတွေကိုဆောင်တယ်ဆိုတဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခုဆုံးဖြတ်ပြီဒီလောက်ဟာလောက်ကိုလောက်ရမယ်ဒီကျင့်စဉ်ဟာတို့ကဒီဒီအတိုင်းဥလိမတုံရှောက်လန်းကြရမယ်ဆိုတဲ့ခိုင်မာတဲ့ယုံကြည်ချက်မျိုးဘုန်းကြီးတို့တဏ္ဍမှာဇဝေဇဝါဖြစ်မနေဘဲနဲ့ယုံကြည်တဲ့အတိုင်းဆုံးဖြတ်ချက်နောက်ကလိုက်ပါလာတဲ့တဒါဒါကြောင့်မို့တရားဆိုတာကိုအတိမောက်ခလို့လေရမယံကခေါ်တယ် resolution resolution ဆိုတာဆုံးဖြတ်ချက်ဆုံးဖြတ်ချက်ရှိရှိရယုံကြည်ချက်နဲ့ဆုံးဖြတ်ချက်တွဲဖက်ထားတဲ့တရားမှန်ကန်တယ်လို့ယုံကြည်ထားတဲ့အလုပ်တစ်ခုဟာရှေ့ဆက်ပြီးတော့လုပ်ဖို့ပဲလိုတယ်အဲ့ဒီလုပ်နေသမျှကလပတ်လုံးကောင်းကျိုးချမ်းသာတွေရနိုင်မှာဖြစ်လို့တရားဆိုတဲ့ဒီလူတွေရဲ့စွမ်းအားတစ်ခုစိတ်စွမ်းအားတစ်ခုကိုယ်တဏ္ဍာမှာတိုးတက်နေအောင်ပြုလုပ်ခြင်းဖြင့် တခြားကုသိုလ်တရားတွေလည်းကိုယ်တဏ္ဍမှာ တိုးတက်လာမှာဖြစ်တယ်။ဒါကြောင့်မို့တရားဆိုတဲ့စွမ်းအားတွေတိုးတက်မြင်မာလာအောင်ကြိုးစားကြရမှာနံပါတ်1တခုဖြစ်တယ်ပေါ့။တရားစွမ်းအားမြင်မာလာတာနဲ့တပြိုင်နက်အလုတ်ဘက်ကိုစဉ်းစားကြည့်လိုက်တဲ့အခါမှာနံပါတ်1ဦးစားပေးရမယ့်အလုတ်ကဘာလို့ဆိုရင်သီလပဲဖြစ်တယ်။ကိုချင်းသီလဟာလူလောကမှာ human dignity မှာအခြေခံအကြဆုံးပဲဖြစ်တယ် कुछ जब प्या तो बोगो टेहा फिर मा कौ छा रे तू तमा ती नाई मा मू दाजा मोलो साउंड मैं कुछ ला टू चाउनी मा सो गावा दीला ला दंगा रे माँ सोलो से नया नशे खुन दो देखा बोगा सा जहां ने चे मैं चेने कुछ दीला तीला से नहीं सो तीला से नहीं चिंदा मैं चिंदा ढीलो कुछ दीला တံပိုးထတတ်လားတရားရှိရင်ကိုချင်းတီလာခိုင်ခိုင်မာမာ ကိုတ္တနာမှာတိဆောက်ထားပြီကိုချင်းတီလာကိုအသက်တဲ့တံပိုးထားလောက်ထားနိုင်လောက်ကြိုးစားဖို့လိုလားလောကမှာတံပိုးထားတာချင်းမတူကြဘူးတံပိုးထားတာချင်းမတူအလုံးဘုန်းကြီးတို့တွေအလုံးအပါဝင်မဲစဉ်းစားကြည့်ဈာမရေကိုအကြောင်းပြုပြီးတော့ကိုချင်းတီလာကို ဖြတ်လိုက်တယ်အေးကိုချင်းသီလာကိုဖြတ်လိုက်တယ်အဲ့ဒါတံမိုးထားတာချင်းမတူတဲ့သဘောကိုပြောပြတာဟုတ်ကိုချင်းသီလာကျမ်းမာရေးကိုအကြောင်းပြုပြီးကိုချင်းသီလာကိုပယ်ဖြတ်လိုက်တယ်ဆိုလို့ရှိရင်ကျမ်းမာရေးနဲ့ကိုချင်းသီလာဘသူ့ကိုတံမိုးထားရရောက်တုံဆိုတော့ကျမ်းမာရေးကိုတံမိုးထားရရောက်သွားပြနော်အရိယသူတော်ရှင်တွေကြတော့အသက်တဲ့တံမိုးထားတယ်ဘယ်လိုအသက်တဲ့တံမိုးထားလို့ဆိုငါးပါးသီလာကို မဖြတ်ဘူးဆိုလို့ရှိရင်မင်းအသက်အသေးအသက်တည်လိမ့်မယ်ဆိုရင်တေးသေးခြင်းတေးပဲစီ၅ပါးတည်လာအသက်တည်တံမို့တာဒီလိုဆုံးလို့အရိယာကံအေးဒီ၅ပါးတည်လာမဖြတ်ရင် လက်ဖြတ်ခံရမယ်ဆိုရင်အင်းကအဆုံးရှုံးခံလိုက်မယ်မျက်စိပြက်မယ်ဆိုရင်လည်းအဆုံးရှုံးခံလိုက်မယ်ခန္ဓာကိုယ်အစိတ်ပိုင်းတစ်ခုအတွက်လည်းပဲအဆုံးရှုံးခံလိုက်မယ်၅ပါးတည်လာနဲ့ ဲ့ဒါကိုရွေးရမယ်ဆိုလို့ရှိရင်တော့ငါးပါးသီလပဲရွေးမယ်လို့ဒီလိုဖြစ်လာတာကြတော့အသက်တည်းတန်ဖိုးထားတယ်လို့ဆိုလာတယ်ပေါ့တိုးတော့အသက်လည်းရှိစေငါးပါးသီလလည်းမပြတ်စေဆိုတဲ့ပုံစံမျိုးနဲ့ဟုတ်ဆောင်ထိတ်နိုင်အောင်တွားရမှာဖြစ်တယ်ပေါ့အသက်ရှိနေမှငါးပါးသီလဆိုတာကြာကြာဆောင်ထိတ်တွားနိုင်တယ်ဒါကြောင့်မို့ အသက်ကဲ့သို့တံမိုးထားနိုင်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်ရမယ်။အကယ်၍နှစ်ခုတစ်ခုကိုရွေးရမယ်ဆိုရင်တော့သီလကိုပဲရွေးတယ်လို့ဒီလိုဆိုရပါတော့။သီလကိုပဲရွေးတယ်။အဲ့ဒါကြောင့်မလို့ကိုချင်းသီလကိုတံမိုးထပ်တတ်လို့ရှင်။ကိုချင်းသီလတကယ့်ကိုအခြေခံအကြဆုံးသော human dignity ဖြစ်တယ်ပေါ့။လူရဲ့ခုံတိတ်ခါကိုချင်းသီလပေါ်မှာရှိတယ်။ကိုချင်းသီလယုံရင်ပြည့်ပြည့်သွားလို့ရှင်။ဘလောက်ပဲယာရုကြည့်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဘလောက်ပဲချမ်းသာတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် d i g n i t မရှိတော့ဘူး human dignity တွေကျသွားပြီလို့ဒီလိုပြောလို့ရတယ်ဒါကြောင့်မို့သီလအမြဲတမ်းဟိုအခြေခံကျတဲ့အည်သွေးတစ်ခုဖြစ်လို့ဒုတိယဘုန်းကြီးတို့တွေအလေးထားပြီးကြီးပွားအောင်လုပ်ရမှာကသီလပဲဖြစ်တယ်ပေါ့နောက်တစ်ခါတတိယအလေးပေးရမှာတော့ဘာတော့ဆိုရင်သုတ္တဘုရားဟောတဲ့တရားတွေများများသင်ရမယ်များများနာရမယ် ဘောဓုတ္တရီဓမ္မနဲ့ပတ်သက်တဲ့ဘောဓုတ္တရီများများစီဘူးရသင်ကြားခြင်းစီဘူးခြင်းနာယူခြင်းအဲ့ဒါသုတ္တလို့ခေါ်တယ်သင်ကြားစီဘူးနာယူတာဟာလက်တွေ့လုပ်ဖို့ပဲဖြစ်တယ်အဲ့တော့သင်ကြားစီဘူးနာယူုံနဲ့ပြီးလာလို့ဆိုမပြီးဘူးသုတ္တရဲ့လမ်းဆုံးကဘယ်အားလုံးဆိုလက်တွေ့ကျင့်သုံးမှုပဲဖြစ်တယ်ဒါကြောင့်မို့ apply လို့ခုခေတ်ပြောကြတာပေါ့နော် apply လုပ်ရမယ်လက်တွေ့ကျင့်သုံးရမယ် စာတွေးလက်တွေးပေါင်းစားရမယ်လို့ပြောနေကြတာသင်ယုံနဲ့တင်သင်ယုံဟာလမ်းစာယုံပဲစာသေးတယ်သင်ပြီးတော့အလုံးလုံးမှသူ့ရဲ့တန်ဖိုးဟာ ရှိလာမှာဖြစ်တယ်ဒါကြောင့်မို့တရားဓမ္မကိုသင်ရမယ်သင်ပြီးရင်လက်တွေးလိုက်တာကျင့်သုံးမှုလုပ်ရမယ်ဒါမှသူတဆိုတဲ့အရေးချင်းဟာပြည့်စုံတယ်စာပေကျမ်းကမှပေါ်ဆောင်ပြီးတော့အတိတ်ပဲရှင်းတာလားရှိတယ်။သူတတော်ရှိပါရဲ့နော် ตุฏาเนี่ยไม่ปี้สงบุลุดีโลตัมมัตตาရှိตุฏาရှိပြီးตุฏาเนี่ยไม่ปี้สงดูဆိုတာဘယ်လိုပုဂ္ဂိုလ်ခေါ်တာတော့ဆိုเอ๊ะเตยธรรมဟူนาတော့นาတယ်ตินတော့ตินတယ်ဒါပေမဲ့လက်တွေ့အသုံးမချဘူးဆိုရင်ตุฏาเนี่ยไม่ปี้สงบุลุดีโลตัมมัตตาอ๋อဒါကြောင့်မို့တုတ္တဆိုတာကြာနာယုံနေမဟုတ်ဘူးမှတ်သားယုံနေမဟုတ်ဘူးအဲ့ဒီအတိုင်းရှောင်ရမှာကိုရှောင်တယ်ဆောင်ရမှာကိုဆောင်တယ လက်တွေ့အသုံးချခြင်းလို့ဆိုရက် complete ပေါ့ပြည့်ပြည့်ဝဝနှစ်ခုပြည့်စုံသွားမှာတုတ္တဆိုတာပြည့်ဝတယ်လို့ဆိုအဲ့ဒါကြောင့်မို့တီလရှိပြီးတဲ့အခါမှာတုတ္တဆိုတာရှိအောင်ကြိုးစားအထောက်ရမယ်ဒီရည်ချင်းကိုလည်းတိုးတက်အောင်လုပ်ဖို့လိုအပ်တယ်ပေါ့နောက်ထပ်ရည်ချင်းတစ်ခုကဘာလို့ဆိုရင်စာကလောကလူတွေဟာစွန့်လွတ်နိုင်မှုနေပါကြစွန့်လွတ်နိုင်ရမယ် အဲ့ဒီနေရာလေးမှာမြန်မာစကားမှာစွန့်လွတ်တယ်အနစ်နာခံတယ်ဆိုတဲ့သဘောတရားလေးတစ်ခုရှင်းပြမယ်ဆိုရင်အနစ်နာဆိုတာဆုံးရှုံးပျက်စီးမှုဖြစ်တာကို အနစ်နာလို့ခေါ်တယ်စွန့်လွတ်တာက အနစ်နာခံတာမဟုတ်ဘူးအနစ်နာခံတာနဲ့စွန့်လွတ်မှုတခြားစီပဲဖြစ်တယ်ပေါ့စွန့်လွတ်လိုက်တဲ့ပုဂ္ဂိုလ်ကနစ်နာသွားတာမဟုတ်ဘူးသို့တော့လူတွေရဲ့စိတ်ထဲမှာစွန့်လွတ်လိုက်ရရင်နစ်နာသွားတယ်လို့ထင်ကြတယ်ပေါ့သို့တော့ ဖះလောင်းတော်တွေဟာဘလောက်ကြွယ်ဝချမ်းသာတဲ့ပစ္စည်းတွေပြည်ပြည်စွန့်လွတ်လိုက်တယ်စီစဉ်ဥစ္စာတွေစွန့်လွတ်လိုက်တယ်ယာဓုကုံသိန်းတွေစွန့်လွတ်လိုက်တယ်အခြေအနေကောင်းတွေကိုစွန့်လွတ်လိုက်တယ်စွန့်လွတ်လိုက်တာအနစ်နာခန္ဓာမဟုတ်ပဲနဲ့ဒီတဲ့ကောင်းမြတ်တဲ့အခြေအနေတခုကိုရယူလိုက်တာပဲဖြစ်တယ်ပေါ့တန်ဖိုးထားတာချင်းမတူတာပေါ့နော်တန်ဖိုးထားတာချင်းမတူဘုရားလောင်းသူမိရာရဲ့တဲ့ဟာသူချမ်းသာကြွယ်ဝသမျှတွေ မိဘဘိုးဘွားလက်ထက်ကပိုင်ဆိုင်တဲ့ပစ္စည်းတွေအလုံးဆုံးထွက်လိုက်တယ်ဆုံးလွတ်ပြီးတော့ဒီပစ္စည်းတွေတဲ့ပို့ပြီးတော့တန်မိုးရှိပြီးတော့ဘဝတန်တရာမှာပါရမီကုသိုလ်တွေဖြစ်စေနိုင်တယ်ဇံအပင်ညေဆိုတဲ့တပဋ္ဌာချင်းစဉ်တစ်ခုပြောင်းလဲပြီးတော့ကျင့်တာဒါအနစ်နာခန္ဓာမဟုတ်ဘူးဆုံးလွတ်ခြင်းသာဖြစ်တယ်ပေါ့ဆုံးလွတ်ပြီးတော့ဆုံးလွတ်လိုက်တာဟာရယူခြင်းတစ်မျိုးပဲဖြစ်တယ်တခုကိုဆွန့်လွတ်ပြီးတော့နောက်တစ်ခုကိုရယူတာပဲဖြစ်တယ် တန်ဖိုးထားတာဒီပစ္စည်းပိုင်ဆိုင်မှုဆိုတာကိုဟိုတန်ဖိုးလို့မရေတွက်ဖဲနဲ့ထိုပစ္စည်းကိုစွန့်လွတ်ပြီးတော့ရယူလာတဲ့ဓမ္မအတိကိုသာလဲတန်ဖိုးလို့ယူဆသည့်အတွက်ကြောင့်ပစ္စည်းဥစ္စာတွေကိုစွန့်လွတ်လိုက်ပြီးတော့အတိပညာကိုရအောင်လုပ်တာဒါနစ်နာသွားတာမဟုတ်ဘူးတိုးတက်သွားတာသာ ဖြစ်တယ်ပေါ့ထို့တူပဲကုသိုလ်ကောင်းမှုတွေနဲ့ပတ်သက်လာလို့ရှင်လဲပစ္စည်းဥစ္စာတွေစွန့်လွတ်လိုက်ရလို့ နစ်နာသွားတယ်လို့ဒီလိုမဟုတ်ဘူးစွန့်လွတ်သွားလိုက်သည့်အတွက်ကြောင့်စွန့်လွတ်လိုက်လို့ရလိုက်တဲ့တန်ဖိုးဟာအလွန်ကြီးမားတယ်ပေါ့ပစ္စည်းတစ်ခုကိုစွန့်လွတ်လိုက်ပြီးတော့မိမိရလိုက်တဲ့ကုသိုလ်တစ်ခုဟာဒီပစ္စည်းတန်ဖိုးတဲ့အစာပေါင်းများစွာကြီးမားတဲ့တန်ဖိုးတစ်ခုကိုကိုရလိုက်တယ်လို့အဲ့ဒါကိုစာကလို့ခေါ်တာပဲစာကဆိုတာစွန့်လွတ်နိုင်မှုရှိရမယ်မစွန့်လွတ်နိုင်တဲ့ပုဂ္ဂိုလ်ကဘာပဲဖြစ်ဖြစ် ကိုပိုင်ထားပြီဆိုလို့ရှိရင်ဆုတ်ကင်ထားလေးရှိကြတယ်ဆွန့်လွတ်နိုင်မင်းမလောက်ကြဘူးဆုတ်ကင်ထားတာကိုမစ္စရိယလို့ခေါ်တယ်မစ္စရိယဆိုတာသူ့ရဲ့စိတ်ဓာတ်ကိုတယုတ်ဖော်ထားတဲ့စကားလုံးတစ်ခုပဲမာဣဒံအစ္စရိယံအင်ဂျေတံဟောတုငါရဲ့အံ့ဩဝယ်ဟာဒီပြင်လူတွေစီမဖြစ်ပါစေနဲ့ဆိုလိုတာငါရတဲ့စီစဉ်မျိုးငါရတဲ့အခြေအနေမျိုးငါကောင်းစားတယ်လို့တခြားလူတွေမကောင်းစားပါဘူး ငါနဲ့ဘသူမှလာပြီးတော့မရှင်းနိုင်ပါစေနဲ့ဆိုတဲ့အတွေးမျိုးတွေဟာမစ္စရိယလို့ခေါ်တယ်ပေါ့အေးငါရတယ်လို့တခြားလူတွေလည်းရကြပါစေဆိုတဲ့စိတ်ဓာတ်မျိုးမွေးနိုင်ရမယ်စွန့်လွတ်အနစ်စွန့်လွတ်မှုဆိုတဲ့စာကတရားဟာအဲ့ဒီလိုမွန်မြတ်တဲ့တရားတစ်မျိုးဖြစ်တယ်ပေါ့အဲ့ဒါကြောင့်မလို့စာကဆိုတာကိုလေလွတ်နိုင်တဲ့စွန့်လွတ်နိုင်တဲ့အနေအထားမျိုးစွန့်လွတ်ပြီးတော့ အခုဒီမှာဥပုပ်လာစောင်းကြတယ်ဆိုတာစွန့်လွတ်လာတာပဲ renounce လို့ခေါ်တာစွန့်လွတ်လာကြအဲ့ဒီလိုစွန့်လွတ်မှုမျိုးတွေဟာလည်းပဲသူတော်ကောင်းတွေရဲ့အရေးချင်းတစ်ခုပဲဖြစ်တယ်လို့မြတ်စွာဘုရားဒီလိုဟောတယ်ကဲနောက်တစ်ခုကတော့ဘာလို့ဆိုပညာပညာဆိုတာတော့အရေးကြီးဆုံးပဲပေါ့မြတ်စွာဘုရားကပြတဲ့ညွှန်ကြားတဲ့ပညာအဘိဓိရှင်းလင်းပညာအစစ်မြစ်တဲ့ပညာပဲဖြစ်တယ် အခြေခံအပြင်ပြောမယ်ဆိုရင်လုံးတဲ့နာနဲ့မလုံးတဲ့နာခွဲခြားသိတဲ့ပညာလည်းတန်ဖိုးရှိတဲ့ပညာတစ်ခုပဲမြတ်စွာဘုရားရည်ညွှန်းတဲ့ပညာကြတော့ဝိပဿနာပညာနဲ့မဲ့ပညာဖို့ပညာကိုဘုရားရည်ညွှန်းတယ်ပေါ့အဲ့ဒီဝိပဿနာပညာမဲ့ပညာဖို့ပညာရလိုက်ပြီဆိုရင်တော့ပညာထဲမှာတော့အထွတ်ထိပ်အကောင်းဆုံးပညာကိုရခြင်းဖြစ်သည့်အတွက်ကြောင့်ကုသတရားတွေကတိုးတက်မှုကိုတေချာပေါက်ရပြီပေါ့ဒါကြောင့်မလို့ တကယ်ကို ကိုယ်တဏ္ဍမှာရရမဲ့အတိပညာဆိုဒီမှာဝိပဿနာပညာပဲဖြစ်တယ်ဝိပဿနာပညာဆိုတာတမန်လူတွေတွေးမယ်ဆိုရင်ဝိပဿနာပညာကလှုပ်ရှားလို့ရတဲ့ပညာမဟုတ်ဘူးလှုပ်ရှားလို့ရတဲ့ပညာလည်းမဟုတ်ဘူးထမင်းကျွေးတဲ့ပညာလည်းမဟုတ်ဘူးလို့ထင်ကောင်းထင်ကြလိမ့်မယ်အဲ့တော့ဝိပဿနာပညာက ကိုယ်ဘာပေးတယ်လဲလို့မေးကြည့်လိုက်မယ်ဆိုရင်ရှုတရားနန္တရားနှမျိုးကိုနားလည်ပြီးတော့ဒီ တဘာဝတရားရဲ့မမြဲမှုကိုသိတဲ့အသိပညာဟာဘုန်းကြီးတို့တွေနေစင်တဲ့အမြတ်စိတ်ပူနေရတဲ့တောကဆိုတာကိုရှင်းချပေးတယ်စိတ်ပူတာဆိုတာမရှိတော့ตาအတွက်စိတ်ပူတာသမီးအတွက်စိတ်ပူတာပစ္စည်းအတွက်စိတ်ပူတာဟိုဟာတရားတွေအတွက်စိတ်ပူမှုတွေကိုဝိပဿနာအသိဉာဏ်ကနေပြီးရှင်းချပေးတာတိတ်တံမိုးရှိတာပေါ့ဘဝမှာစိတ်နှလုံးအေးချမ်းစွာနေနိုင်မှုဆိုတာငွေနဲ့ဝယ်လို့ရတဲ့ကိစ္စတွေမဟုတ်ဘူး ပဆံချမ်းသာပြီမဲ့လို့စိတ်ပူမှုတွေဒီပဆံကပေးနိုင်တာမဟုတ်ဘူးဒါကြောင့်မို့ဝိပဿနာပညာကစိတ်နှလုံးပူပန်မှုတွေကိုဖယ်ရှားပြီးစိတ်နှလုံးအေးချမ်းမှုကိုပေးနိုင်တာဖြစ်သောကြောင့်တကယ်တန်ဖိုးရှိတဲ့ပညာလို့ဒီလိုတန်ဖိုးကိုသဘောပေါက်ဖို့လိုတာပေါ့အဲ့တော့ပစ္စည်းဥစ္စာတွေရဲ့ဓနတန်ဖိုးယာတုကုန်သိစိတ်စိတ်တွေရဲ့တန်ဖိုးတဲ့ဝိပဿနာတန်ဖိုးအလွန်မြင့်နေတယ် စိတ်မပူပဲနဲ့နော်လောကဓာတ်တွေကိုကြံ့ကြံ့ခံနိုင်တဲ့အနေအထားမျိုးကိုဝိပဿနာပညာကပေးတာဖြစ်တယ်။ဝိပဿနာပညာကတဆင့်တက်လို့ရလာတဲ့မက်ပညာဖိုပညာကြတော့တကယ်ကိုသာဝရအငိမ့်နိဗ္ဗာန်ကိုတွေ့ရှိစေပြီးတော့စိတ်ရဲ့ပူပန်မှုတွေစိတ်ရဲ့ညင်ွမ်းမှုတွေအားလုံးဟာဘယ်တော့မှ နောက်ထပ်မပေါ်တဲ့အနေအထားမျိုးထိအောင်ဒီပညာကအစွမ်းကုန်ပေးပြီးကိလေသာတွေငြိမ့်သွားတဲ့အခါမှာ ကံတရားတွေကလည်းအလုံးမဖြစ်တော့တဏှာထဲမှာဆင်းရဲဒုက္ခဆိုတာမရှိတော့ပဲဒုက္ခအဆုံးသတ်သွားသည် ထိအောင်မဲ့ပညာဖို့ပညာတို့ကနေဆောင်ရွက်ပေးတာဆိုတော့တန်ဖိုးဟာကြီးမားဆုံးပဲဖြစ်တယ်လို့ဒီလိုဆိုတယ်ပေါ့အဲ့ဒီပညာမျိုးတွေကုသဏမှာဆုပ်ယုပ်မသွားအောင်ကြိုးစားအထောက်အမဲတဲ့နောက်တစ်ခုကတော့ပฏิဘာနာလို့ခေါ်တယ်ပฏิဘာနာဆိုတာတရားတွေဓမ္မတွေနဲ့ပတ်သက်ပြီးတော့ စဉ်းစားလိုက်တိုင်းစဉ်းစားလိုက်တိုင်းကိုညံထဲမှာထင်းနေရှားရှားတရားဓမ္မတွေပေါ်ပေါ်လွင်းလာအကြံကောင်းဉာဏ်ကောင်းတွေအသိကောင်းတွေအမြင်ကောင်းတွေဒီလိုထင်မြင်လာတဲ့အကြောင်းအကျိုးဆင်ခြင်တတ်ပြီးတော့ဆင်ခြင်တတ်ပြီးတော့အကြောင်းအကျိုးသိပြီးတော့လာတဲ့စဉ်းစားလိုက်တဲ့ဉာဏ်ဉာဏ်တွေတွေကိုပฏิဘာနာလို့ခေါ်တယ်ပေါ့အဲ့ဒီပฏิဘာနာဆိုတဲ့ဉာဏ်ဤတုတ်တက်မှုဟာလည်းပဲ စွမ်းဆောင်မှုတွေကိုဖြစ်စေတယ်။ကိုယ့်ကိုမိကုန်နေထုတ်တယ်။ငါဘာလုပ်မလဲ။ငါဘဝဟာဘယ်ကိုသွားမလဲ။ငါခုခေတ်ရေးနေကြတယ်။ငါဘာလဲဘယ်လဲပေါ့။ငါကဘယ်လိုလူလဲဘယ်ဘာလုပ်နေသလဲဆိုတာကိုယ့်ဟာကိုဆန်းစစ်ကြည့်ပြီးတဲ့အခါမှာကိုယ့်ဘာကိုအဖြေထုတ်နိုင်လာတယ်။အဲ့ဒီအဖြေထုတ်နိုင်လာဖို့အကြံဉာဏ်တွေပေါ်လာတာပဋိဘာနာလို့ခေါ်တယ်။အဲ့ဒီပဋိဘာနာပေါ်လာသမျှ ကိုယ်ပါလောက်ရမယ်ဆိုတာရှင်းရှင်းကြီးမြင်လာတယ်တဲ့ဒါကြောင့်မို့အာလုံးခြုံငုံပြီးတော့မြတ်စွာဘုရားညွှန်ကြားတဲ့အရေးချင်းတွေဟာပြောရမယ်ဆိုရင်တတ္ထာသီလသုတာသာဃပညာပฏิဘာနာဆိုတဲ့ဒီအရေးချင်းတွေဟာအပြစ်ကင်းပြီးကောင်းကျိုးချမ်းသာကိုပေးနိုင်တဲ့ကုသိုလ်တရားတွေထဲမှာဒီတရားတွေဆုပ်ယူသွားပြီဆိုရင် တကယ်ဆုပ်ယူမှုလို့ခေါ်ရမယ် ဒီတရားတွေတိုးတက်လာမှာတကယ်တိုးတက်မှုလို့ခေါ်ရမှာ ဖြစ်တယ်ဆိုတာကိုဘုန်းကြီးတို့တွေအားလုံးမှတ်သားထားကြပြီ1389ခုနှစ်မြန်မာနှစ်တဲ့အခါသမယမှာဒီတနစ်တာကာလပတ်လုံးတို့တွေဟာဒီတရားတွေတိုးတက်နေအောင်တတိဆောင်၍ကျင့်ကြံကြိုးကိုအားထုတ်ကြရမှာဖြစ်တယ်လို့စိတ်ထဲမှာစွဲစွဲထားပြီးလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်တည်း